ရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာထိုင်းနိုင်ငံမှာကျင်းပမဲ့စီးကိန်းတိုင်ပွဲကိုပါဝင်ကစားမဲ့မြမလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းဟာဒီနေ့မနက်မှာပဲထိုင်းနိုင်ငံစီကိုခတ်ခွာသွားခဲ့ပြီဖြစ်ပါတယ်မြမလက်ရွေးစင် U20 အမျိုးသားဘောလုံးအသင်းကတော့နိုမာလာ30ရက်နေ့ကတည်းကပြိုင်ပွဲကျင်းပမဲ့ထိုင်းနိုင်ငံစီကိုဝါရောက်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ အခုဆိုရင်မြမလက်ရွေးစဉ် U20 မျိုးသားဘောလုံးသင်းဟာရှင်းမှန်မျိုးမှာ ရောက်ရှိနေ ဖြစ်ပါတယ်။မနေ့ကစပြီးတော့လေ့ကျင့်ရေးတွေကိုစတင်ဆောင်ရွက်ခဲ့ပါတယ်ခင်ဗျ။မြမလက်ရွေးစဉ်မျိုးသားဘောလုံးသင်းကတော့ဒီနေ့မှပဲပြိုင်ပွဲချင်းပါမယ်ထိုင်းနိုင်ငံစီကိုထွက်ခွာသွားတာဖြစ်ပါတယ်။မြမလက်ရွေးစဉ်မျိုးသားသင်းမှာအပိသက်23လူစင်းကိုလည်းထုတ်ပြန်ကြေညာထားပြီးဖြစ်ပါတယ်။မလေးရှားနိုင်ငံကိုတွားရောက်ပြီးတော့မလေးရှားကလပ်စာဘာအဖေမှာကစားနေတဲ့ဝင်းတိန်ကြီးထုံးကတော့ မြန်မာနိုင်ငံစီကိုပြန်လည်လာရောက်ပြီးတော့အသင်းနဲ့ပူးပေါင်းခဲ့တယ်။နိုမာလာ28ရက်နေ့ကဝင်းသင်ကီထွန်းဟာမြန်မာနိုင်ငံစီကိုပြန်ရောက်လာပြီးအသင်းနဲ့ပူးပေါင်းလေ့ကျင့်ဆင်ပြီးရနောက်အခုအသင်းနဲ့အတူပဲထိုင်းနိုင်ငံစီကိုလိုက်ပါသွားပြီဖြစ်ပါတယ်ခမညဟုတ်ကဲ့အမေရိကန်ပြည်အောင်စုမှာပညာသင်ကြားနေတဲ့မေထက်လူကတော့မြန်မာနိုင်ငံစီကိုပြန်မလာဘဲနဲ့အမေရိကန်ပြည်အောင်စုကနေထိုင်းနိုင်ငံစီကိုတိုက်ရိုက်သွားရောက်ပြီးအသင်းနဲ့ပူးပေါင်းသွားမှာဖြစ်ပါတယ်ခမည မြမလက်ရွေးစင်မျိုးသီးဘောလုံးအသင်းရဲ့အမိသက်လူစင်းကစားသမား23ဦးထဲမှာဂိုးသမားနေရာမှာတော့မျိုးမြငိမ်းဇူးလန်နဒီနဲ့အိဇန်နာဇော်တို့ပါဝင်ခဲ့ပါတယ်။ခန်စစ်မှာတော့ဖြူဖွေးဇုံဦးရဦးလင်းလေဦးမင်းပွင့်အေးယူယူနိုင်မေတ္တမုံမြင့်တို့ပါဝင်ပါတယ်ခင်ဗျ။ကွင်းလယ်မှာတော့ခင်မာလာတော်နော်ထထဝေဖြူဖြူဝင်းတန်းတန်းွယ်လင်းမြင့်မိုးရွှေရီထွန်းယူပါခိုင်စန်းတော်တော်ရုံးဝရီလိုင်း င်မမိုးထွန်းနဲ့ဝင်းဝင်းတို့ကိုရွေးချယ်သွားပါတယ်။တိုက်စစ်မှာတော့ဝင်းသိန်ကြီးထွန်းမေထက်လူနဲ့ညနိုးခင်တို့ကိုရွေးချယ်သွားတာမြင်တွေ့ရပါတယ်ခင်ဗျ။ဟုတ်ကဲ့မြမလက်ရွေးစင်မြို့သွေးပေါ်လုံးအသင်းဟာအုပ်စုမှာတော့ဖိလစ်ပိုင်မလေးရှားဗီယက်နမ်တို့နဲ့တအုပ်စုတွေကြောက်အောင်နေပါတယ်။အုပ်စုဘီမှာကြောက်အောင်နေတာဖြစ်ပါတယ်ခင်ဗျ။အုပ်စုအပွင့်ပွဲစဉ်ကိုတော့လာမယ့်ဒီဇင်ဘာလ9ရက်နေ့ကိုရောက်ရင်ဖိလစ်ပိုင်နဲ့ စတင်ချိန်များမှာဖြစ်ပါတယ်။အုပ်စုဒုတိယပွဲစဉ်မှာတော့မလေးရှားကိုရင်ဆိုင်မှာဖြစ်ပြီးတော့အုပ်စုနောက်ဆုံးပွဲစဉ်မှာဗီယက်နမ်နဲ့ကစားမှာဖြစ်ပါတယ်ခင်ဗျာ။တ िश ူအားပေးရပြိဿအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။